ဒီဗီဒီယိုလေးထဲမှာတော့ကလေးရှိတဲ့အိမ်တွေအတွက်အိမ်တွင်းအလားဆင်တဲ့အခါမှာတည်ထားရမယ့်အချက်လေးတွေနဲ့ပတ်သက်ပြီးပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုစုံနေထိကြည့်သွားပေးနော်။အိမ်ကကလေးလေးတွေကြောင့်ကျမ်းမြင့်ကိုအရှိရေမချခဏဖိတ်ချတတ်တဲ့အတွက်ကြောင့်မလို့အယောင်တို့ကော်စောတွေသုံးမဲ့အစားအယောင်ရင်းရင်းကော်စောတွေအနီရောင်းထားမို့အညိုရင်းရောင်လေးကိုသုံးနာပို့ပြီးတော့အဆင်ပြေပါတယ်။အဲ့ဒါကြမလို့ public အဆောင်အုံတွေတော်တော်များများ hotel တို့ casino တို့မှာဆိုလို့ရှိရင်ပတ်တန်လေးတွေရှုပ်ရှက်ခတ်နေတဲ့ကော်စောလေးတွေကိုသုံးပေးတာဖြစ်ပါတယ်။ အပြင်ကနေပါလာတဲ့မြေကြီးတွေအစွန်းအထင်းတွေနဲ့ဖိတ်ကြတဲ့အရာတွေကိုဖုံးကွယ်ဖို့အတွက်သုံးတာပါပြီးတော့အခန်းရဲ့နေရန်လေးတွေမှာလည်းသူတို့လလန်းမိတဲ့နေရာမှာပကြီဆွဲဖို့ရအောင်လို့တောက်တင်မုံလေးတွေနဲ့အလှဆင်ထားတင်ပါတယ်ပြီးရင်ဆေးမျိုးစာရွေးချယ်တဲ့အခါမှာလည်းအခန်းရဲ့နေရန်ကို washable paint လေးတွေပေါ့နော်တခုခုပြေးသွားလို့ရှိရင်ရင်းနဲ့ပဲအသာပြန်ဖြက်ပြီးတော့တုပ်လို့ရတဲ့ washable paint လေးတွေသုံးတင်ပါတယ် ောက်ပြီးထမင်းစားစပွဲတွေဆိုလို့ရှိရင်လည်းအစွန်းအထင်းတက်တာပြီးတော့တန်ရှင်းရေးလောကလွယ်ကူတဲ့တက်သားစပွဲလေးတွေကိုပဲသုံးသင့်ပါတယ်။နောက်ပြီးတော့တောင်ကျိုးတွေအပေါက်တွေပါတဲ့ပစ္စည်းတွေကိုရှောင်ပါ။ ိမ်မှာဆိုရင်ကလေးငယ်လေးတွေကသူတို့သွားတဲ့လမ်းတစ်လျှောက်မှာမအုပ်တီလေးတွေကြာကြံနေခဲ့ကြပါတယ်။တောင်ချိုးတွေအတောင်းတွေနဲ့အပေါက်လေးတွေကြားထဲမှာမုံအကြီးတွေကစားစရာအပိုင်းအစတွေနဲ့တခြားအသေးမပစ္စည်းလေးတွေရှိတတ်ကြပါတယ်။တန်ရှင်းလုံးဝခတ်တဲ့အကြောင်းလေးဒါမှမဟုတ်လို့ရှိရင်တောင်ချိုးပါတဲ့ပြည်ပေါ်ကတွေကိုလည်းရှောင်မေ့တင်ပါတယ်။အားလုံးပဲဗီဒီယိုလေးကိုစောနဲ့ထည့်ချပေးတဲ့အတွက် thank you ပါ see you in the next video